မြမရိုးရလက်ဝေကမ္ဘာချန်ပီယံလူပွဲကိုပထမဆုံးအကြိမ်ဖြစ်ဩဂတ်လ22ရက်မှာရှင်ပြိုင်ကြမှာဖြစ်ပါတယ်ဒီသတင်းကိုတော့လွှမ်းမိုးအောင်ကပေးပို့ထားပါတယ်ရှင်ပထမဦးဆုံးအကြိမ်ကျင်းပမယ်မြမရိုးရလက်ဝေကမ္ဘာချန်ပီယံလူပွဲမှာမြန်မာလက်ဝေကျော်ရှိဦးနဲ့ထိုင်းကနေဒါရုရှားအီရန်ကင်ညာဂျပန်ကဇက်စတန်နဲ့လာအိုနိုင်ငံကလက်ဝေဖိုက်တာတွေရှင်ပြိုင်ထိုးသက်ကြမှာပါဒီပြိုင်ပွဲကိုကျက်သိန်း2000ကျော်အကုန်ကြခံစီစဉ်ထားတာဖြစ်ပြီးအလဲထိုးနိုင်တဲ့သူကိုပဲရွှေကပတ်ပေးမယ်လို့ဒီပွဲကိုစီစဉ်တဲ့သူကပြောပါရတယ်။ ပြောရရင်ဒီဘွဲကကုန်ကြေးသိန်း2000ကျော်တယ်။ဆိုတော့ဒီဘွဲကပတ်စံပြားရောက်မျောရမမျောလင့်ပါဘူး။ဟိုဒီဘွဲမျိုးဗမာပြည်မှာစပြီးလုပ်လို့ရှိရင်နောက်ပိုင်းမှာဆက်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 ပြီးတော့လုံသွားဖို့ရည်ဝဲတာပါ။ဘာလို့လို့လုပ်လဲဆိုတော့တချို့ကမရုရှားတွေကဥရောပအာရှမြန်မာပြည်ကလက်ဝှေ့ပြိုင်မလို့လေမြန်မာလုံးဝမဖေးဘူး။အာရှမြန်မာပြည်ကလက်ဝှေ့ပြိုင်မလို့လေမြန်မာပြည်လုံးဝမဖေးဘူး။ကြာရင်ခုလက်ဝှေ့ကသူ့လက်ဝှေ့ဖြစ်တော့မယ်။ဒါကြောင့်မလို့ဒီဥစ္စာကိုတို့မြန်မာတွေပိုင်နေဆိုတာတိအောင်ဆိုတော့မြန်မာနိုင်ငံမှာသူတို့ရဲ့တာအောင်ကပ္ပ ချန်ပီယံလိုပဲလုပ်တာဖြစ်တယ်။မြန်မာရိုးကလည်းဝင်းနေစနစ်နဲ့ထိုးရတဲ့ကြောင့်မို့ငားကြီးပြေးလို့တရေကြလို့ရှိရင်ပူရွက်ချန်ပီယံတတ်မှတ်မယ်။ရွှေသစေးရမယ်။ပူရွက်ချန်ပီယံဆိုတော့ရွှေသေးနှစ်ခုတယောက်တစ်ခုရမယ်။တကယ်လို့အလဲထိုးမယ်ဆိုရင်အဲ့လိုကရွှေသေးကောရွှေကပတ်ကောရမယ်။ရွှေကပတ်ကတော့ပူရွက်ချန်ပီယံမပေးဘူး။အလဲထိုးပြီးတော့လွတ်လွတ်ကျွတ်ကျွတ်ချန်ပီယံဖြစ်ဖို့ပေးမယ်။မာယူကလည်းကမ္ဘာချန်ပီယံလူပွဲရဲ့80ကီလိုထဲမှာမြန်မာပြည်ချန်ပီယံထွတ်ထွန်းမင်းကအထိုင်းကချူထိုင်းနဲ့သိုးတက်ရမှာဖြစ်ပြီးအနိုင်ရဖို့ယုံကြည်တယ်လို့ TVB ကပြောပါတယ်။ သူကဟိုပထမအူဆုံးကလူကတရပေါ့အခုကြာတော့သူကဟိုဆိုလင်ဦးနဲ့ဝေါ်လီမြိုင်မှာထိုးတာလေးကြီးနဲ့ဟိုဆိုလင်ဦးနိုင်တာတော့နိုင်တော့အခုအဲ့ဒီကောင်နဲ့ထိုးအောင်အခုမှသိရတာပေါ့ပြီးတော့ဒီကောင်ကခြေကန်ကတော့ရန်ကောင်တယ်ဆိုလင်ဦးလုံးကလည်းသူကန်တာလားကောင်လားဒီဘက်မှာဟိုကိုနိုင်ငံမှာလုပ်တဲ့အတွက်ကိုရိုးရလည်းဖြစ်တဲ့အတွက်ဟိုမာတမြန်နိုင်ငံမှာရှုံးခဲ့တယ်ကိုရိုးရတော့မဟုတ်ဘူးတမြန်နိုင်ငံမှာရှုံးခဲ့တယ်ရှုံးကြွေးလည်းပြန်ဆက်ပြန်ဆန်းအောင်ကြိုးစားတာတော့ဒီဘက်အတွက်လည်းအကောင်းဆုံးကျွန်တော်လေ့ကျင့်တာတော့ဒီဘက်ကိုနိုင်မယ်လို့လည်းယုံကြည်ပါတယ် ထွန်းထွန်းမင်းရဲ့တရောင်ရိုက်ချက်တွေကိုသတိထားရမယ်လို့လည်းချူထိုင်းကအခုလိုပြောပါဗျာ။ခပ်ကောမာတိုင်ဝနီကောပိုကွန်မန်တိုင်မာကျွန်တော်က3ကီလိုလောက်တော့သူ့ထက်နည်းတယ်။သူ့နဲ့ထိုးဖို့အတွက်အင်အားပြည့်ရှိပါတယ်။တရောင်ရိုက်ချက်တွေကိုသတိထားရမယ်။ professional ကစားသမားဖြစ်လို့နိုင်ရှုံးတဲ့အကောင်းဆုံးထိုးတတ်နိုင်ဖို့ပဲအားယုံစိုက်ထားပါတယ်။ကျွန်တော်ကဂျပန်တလက်ကောကောကနေဒါက develop depth နဲ့ထိုးသက်မဲ့တူတူကလည်းအနိုင်ရဖို့သေချာလေ့ကျင့်ထားတယ်လို့ DVB ကပြောပါတယ်ကျွန်တော်အာတန်နဲ့အာဂတန်လည်းဖြစ်တယ်လေ အဲ့လိုဘလူးနေနဲ့ပဲကျွန်တော်အနိုင်ရရှိမယ်လို့မျောလဲတော့အနိုင်ရရှိအောင်လဲဟိုလေ့ကျင့်ပြင်ဆင်ပြီးပြီလေ့ကျင့်ဟိုရှင်ပြန်နေနေမှာအနိုင်ရရှိအောင်မယ်ဟိုထိုးတက်သွားမယ်လို့ယုံကြည်ပါတယ်မြန်မာယူကလက်ဝဲကမ္ဘာချန်ပီယံလူပွဲကိုဩဂတ်22ရက်ညနေ9နာရီမှာစတင်မှာဖြစ်ပြီးသူဝနအာကစားပြိုင်ပွဲရုံတက်မှာကျင်းပမှာပါလမဇင်းတုံးတွေအဖြစ်ကြက်3000 2000 3000တက်မှတ်ထားပြီး Sky နဲ့ရုပ်တံကလည်းတိုက်ထုံးလွှင့်ပြသမှာဖြစ်ပါတယ်ကျွန်တော်လွှမ်းမိုးအောင်ပါ